ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစားခင်မှာ channel subscribe လုပ်ဘေးနားအခောင်းလောက်နှိပ်ပြီးတော့ VPN link ဖွင့်ပြီးတော့ကြည့်ရတာပေါ့လေအထူးမြတ်တာရက်ခံခြင်းနဲ့ပဲဒီနေ့မှာကတော့ကဘာကိုဖျက်မဲ့တခြားသောအကဂျိုသားတွေဂျိုသားက Alien Art Season 1ရဲ့အပိုင်း5ဆက်လက်ပြီးတော့ခန်းစားရအောင်ပါခင်ဗျာဒီပိုင်းဆက်မှာကတော့ Magino ရင်ကြီးထဲမှာဂျိုသားမျိုးစိတ်တွေဘယ်လိုလွတ်မြောက်ကုန်လဲကဘာမျိုးပြန်မြောက်မိမှာဒီရင်ကြီးထဲဘာတွေဖျက်ဖျက်ခဲ့လဲဆိုတာတွေကိုပြန်ပြထားပဲဖြစ်ပါတယ် ဇလန်ဆာမှာတော့မက်ကီနော့ယင်ကြီးဟာကဘာမျိုးပြန်ဖို့ဆက်ခွန်တရလောက်လိုနေသေးတဲ့အချိန်ပါခရိုင်ရိုတောင်ထဲမှာအိပျော်နဲ့မော်ရိုကိုသူ့လက်ထောက်ကလန်ကလာနှိုးနေပါတယ်မော်ရိုကဘာတွေဖြစ်နေရလဲဘာလို့ချက်ပြေးတဲ့မီးနေရလဲလို့မေးလိုက်တော့ကလန်ကထိတ်ချုပ်ခန်းထဲမှာမီးလောင်နေတယ်မီးရောငါတို့ရှင်းလိုက်ပြီဒါမဲ့ဂျိုသားတရဝါနှကောင်လွတ်နေသေးတယ်အဲဒီတရဝါနှကောင်ကကပတိန်ဒင်းစတေးနဲ့ဘရွန်စကီတို့တတ်လိုက်ပြီလို့ပြောလိုက်ပါတယ်မော်ရိုကခရိုင်ရိုတောင်ထဲမှာအိနေရာရှစ်လလောက်ကြာနေပြီဆိုတော့ရေမောမပါဖြစ်နေလဲဆိုတာလွတ်ကုန်ပါပြီ တေဆုံးသွားတဲ့ဘရွန်စကီဆိုတဲ့လူနဲ့သူတို့ရင်ဘော်ကစဘာရီဆိုတဲ့မျိုးသမီးကဒီကာလာတွင်းမှာဇလန်နီဖြစ်ပြီးတော့မူစကူတူနေကြလို့ကလန်ကမော်ရိုကိုပြောပြပါတယ်ကလန်ကငါသူတို့ညောင်ဗီဒီယိုခွဲထားရှိတယ်မင်းကြည့်ကျင်လားဇော်ကြီးကအပေါ်ကပဲနေရတာကြိုက်တာနော်မိုက်တယ်ဆိုပြီးတော့မော်ရိုကိုပြောနေပါသေးတယ်လုံချုံကြီးကောင်းဆောင်ဖြစ်တဲ့မော်ရိုကတော့သူလူညောင်သေးသွားတဲ့ဂျိုးသားတွေလွတ်ကုန်တာအတွက်ပဲစိတ်ပူနေပါတယ်အဲ့နောက်တော့မော်ရိုတို့တွေကုသခန်းထဲကိုရောက်လာပြီးတော့အထက်မှာတော့ဒေါက်တာရာဟင်းဂျီပူဆိုနဲ့ဇဘာရီတို့ရှိနေပါတယ်ဖေးဆာကနှာခေါင်လွတ်သွားပြီးပြီးတော့သူတို့နှစ်ကောင်ကပတိန်ဒင်းစတင်းနဲ့ ဘရွန်စကီတို့ရဲ့မျက်နှာမှာကန့်နေတာပါရင်မွားလူတွေသူတို့ကိုရှာတွေ့တော့ကပတိန်တို့ကအသက်ရှိနေပါသေးတယ်အန်နိုက်ဒေါက်တာရာဟင်းကသူတို့မျက်နှာပေါ်ကဖေးဆက်ကားတွေခွာချဖို့လုပ်ပြီးမယ်ခွာလို့မရပါဘူးအမ်မာရီရာဟင်းကကပတိန်ရဲ့မျက်နှာပေါ်ကဖေးဆက်ကားကြီးရဲ့ခြေောက်တွေကိုဖြတ်ထုတ်ပြီးခွာချဖို့လုပ်တော့ဖေးဆက်ကားကြီးတွေကနေသွေးတွေမထွက်ဘဲနဲ့အက်ဆစ်တွေထွက်လာတာပါအမရိကန်ကပတိန်တီဆုံးသွားပြီးဘရွန်စကီကတော့အသက်ရှိနေသေးပေမယ့်သူ့ကိုဘလို့ကြေအမှန်မသိကြသေးပါဘူး။ဒိန်းချုပ်ကန်ထဲမှာမီးလောင်မှုဖြစ်တဲ့အတွက်ကပတိန်နဲ့ဘရွန်စကီတို့ကမီးငြိမ်းမှုသွားရတဲ့အခုလိုဖေးဆက်ကားရဲ့တိုက်ခိုက်တာခံရတာဖြစ်ပါတယ်။ မော်ရိုကမိကဘာကြောင့်လောင်လာလဲလို့မေးတော့ဇဗာရီကမော်ရိုငါတို့တော့စဉ်းစားဖို့ချိန်ရှိသေးတယ်ကူဘရွန်စကီကိုကယ်ရမယ်သူမျက်နှာအကောင်ကြီးကိုချွတ်လို့မရဘူးငါတို့ဘယ်လိုလုပ်မှလဲလို့မေးလိုက်ပါတယ်ဂျီဘူဆိုကတော့စီးမင်းတွေရတော့ဂျိုသားရင်နဲ့ထိတွေ့မိတဲ့လူကိုခီးစဉ်တစ်လျှောက်လုံးခရိုင်ယိုတောင်ထဲမှာထားရမယ်ဒီတော့ငါတို့ဘရွန်စကီကိုဒီတိုင်းပဲခရိုင်ယိုတောင်ထဲမှာအေးခဲထားရမယ်လို့ပြောလိုက်ပါတယ်မော်ရိုကတခြားဂျိုသားမျိုးကွဲတွေရောအချိန်နေကောင်းလားလို့မေးလိုက်တော့ဂျီဘူဆိုတို့လည်းတေးချာမသိဘူးဖြစ်နေပါတယ်အဲ့နဲ့မော်ရိုကဂျီဘူနိုနဲ့ကလန်ကိုတခြားမျိုးစိတ်တွေထိန်းသိမ်းထားတဲ့နေရာကိုသွားပြီးတော့လုံချောင်လောက်ဖို့ မှားလိုက်ပါတယ်ပြီးတော့ကပတိန်ရဲ့အလောင်းကိုအာကာသာနဲ့ပြစ်ချဖို့နဲ့ဘရွန်စကီရောခရိုင်တောင်နဲ့ထည့်ဖို့စီစဉ်ပါတော့တယ်အဲဒါမော်ရိုပြင်ထွက်လာတော့ရင်းအင်ဂျင်နီယာဘိုးကြီးဆမ်ပီယံနဲ့သူ့ရဲ့လက်ထောက်မေလာခိုက်တို့ကမော်ရိုကိုမင်းမသိသေးတာတခုရှိတယ်မီးလောင်တဲ့အတွက်ငါတို့ရဲ့လမ်းကြောင်းများစနေတွေပြတ်စီးပြီးတော့အင်ဂျင်လည်းညံ့နေအဲ့တော့အချိန်မီမမြင်နိုင်ငါတို့ပို့ပြီးတော့ဒုက္ခရောက်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ဂျီပူဇုံနဲ့ကလန်တို့ကဂျိုသားမျိုးစိတ်တွေကိုထိန်းသိမ်းထားတဲ့ခန်းထဲရောက်လာပြီးထိန်းချုပ်ခန်းကလော်ကာရီရဲ့ခြေနေကိုကြည့်လိုက်တော့ကွန်ပျူတာစကရင်မှာအစိမ်းရောင်တွေပြနေပါတယ်။ ဒီတော့ဒိန်းချုပ်ကန်နေအကောင်အလုံးလုံးနေသေးတယ်ဆိုရယ်ဒိတ်ပဲပါအနီရောင်ဖြစ်သွားရင်တော့ဒိန်းချုပ်ကန်ပြတ်ပြီးတော့အကောင်တွေလွတ်ကုန်တယ်လို့တတ်မှတ်မှာဖြစ်ပါတယ်အဲ့ဒါနဲ့ဂျီဘူဇိုရဲ့စိတ်တော့နည်းနည်းအေးသွားပါတယ်တမက်မှာမော်ရိုနဲ့ဇဘာရီတို့ကတော့ဘာဆက်လုပ်ကြမလဲဆိုတာဆွေးနွေးနေပါတယ်ကပတိန်သေဆုံးသားအတွက်ရေမမာဒုတိယယာရုကြီးဆုံးဖြစ်တဲ့ဇဘာရီကကပတိန်ဖြစ်လာခဲ့ပါပြီဒါပေမဲ့မော်ရိုကလည်းလုံခြုံရေးကောင်းဆောင်ဆိုတော့သူကလည်းအာနာကြီးပါတယ်မော်ရိုကဇဘာရီကိုမီးလောင်တာပေါ်ဆမှုကြောင့်လားငါတို့မှအတွင်းသေချိုရှိနေလားဘာမှမရှိတဲ့ထိန်းချုပ်ခန်းထဲမှာအလကားနေမီးထားလောင်တာမဖြစ်နိုင်ဘူး ငါတို့ရဲ့လမ်းကြောင်းပြစနစ်ကိုဖျက်ဆီးချင်တာပဲဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဇဗာရီကနေပေါ့ငါတို့ဘာဖြစ်လဲဆိုတာတေချာမသိသေးဘူးလေလို့ပြောလိုက်ပေမယ့်မော်ရိုကရင်းတစ်ခုလုံးကိုရေးပေါ်စနစ်ကျင်ညာဖို့လိုတယ်။အဲ့ဒါမှငါတရားဝင်စစ်ဆေးလို့ရမှာလို့ပြောလိုက်ပါတယ်။ဇဗာရီကရင်းပေါ်မှာတင်းစပေါက်တယောက်ရှိနေပြီလို့ကျင်ညာလိုက်လူတွေဘယ်လောက်ထိထိတ်လန့်သွားမလဲနင်သိလား။ငါတရားကိုမိခင်နဲ့ဓာတ်ရိုက်ပြောမယ်လို့ပြောလိုက်တော့မော်ရိုကနင်ဘရုစကီနဲ့မူစကူဒူးနေရလေကုမ္ပဏီစည်းကမ်းရနေလို့မရဘူးလေလို့ပြန်ပြောလိုက်ပါတယ်။ဇဗာရီကငါပြောပြမယ် နေအောင်ဒီမှာတယောက်တည်းထီးကျန်တာမျိုးမဖြစ်ဘူးလားလို့မေးလိုက်တော့မော်တို့ကနေဆုံးဖြတ်ချက်တွေမားနေပြီဟာနေအောင်နေလွင့်နေတယ်ရင်းရဲ့ကပ္ပတန်ကရင်းဝန်ကာကွယ်ဖို့လှုပ်တင်တာတွေမလုပ်ဘူးလို့ယူဆရလုံတုံးရာစီကကိုတိုင်းအမိန်ပေးခွင့်ရှိတယ်လို့ပြောလိုက်ပါတယ်ပြီးတော့မော်တို့ကဒီရင်မောကမျိုးစိတ်နမူနာတွေကိုကုမ္ပဏီစီအရောက်ပြန်ပို့ဖို့အရေးကြီးဆုံးပဲရင်မောကတယောက်မှအသက်မရှင်လဲကိစ္စမရှိဘူးငါတောင်ကမျိုးစိတ်တွေဘေးကင်းဖို့ပဲနေရေးဘော်စနေချိန်ညာလိုက်ပါလို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်ဓမ္မမဒေါတာဗရာဟင်းနဲ့တန်တို့ကတော့ဘရွန်စကီးကို ခရိုင်တောင်းတွေထည့်ပြီးတော့အေးခဲထားဖို့လုပ်နေခဲ့ပါပြီ။ရိုင်းကဖေးဆက်ကာကြီးကတာခံရတဲ့ဘရော့စကီကိုကြည့်ပြီးတော့ညံကောင်းမှဆိုရဲလူသားတွေဘလောက်တုံးလဲဆိုတာဒါအသက်သေးပဲ။လူရီယာအာဂါတာတဲ့ထီသွားနိုင်အောင်ယင်ကြီးတွေကိုတီထွင်ဖို့ညံကောင်းမိမယ်။ကိုနဲ့တူကပ်ပားကောင်တွေအင်ယူခေါ်မလာသေးဘူးဆိုတော့မသိကြဘူးလို့ပြောလိုက်ပါတယ်။ဒါမှမဟုတ်မော်ရိုကတော့ဒိန်းချုပ်ခန်းထဲကမီးလောင်ထားတဲ့နေရာကိုသွားကြည့်ပြီးစစ်စေးနေနဲ့ဒါကသွေးဥသားတော့မဖြစ်နိုင်ဘူးဆိုတာကိုယိမ့်မိနေပါတယ်။အနာနဲ့ CCTV တွေကိုပြန်ပြီးတော့ဂျိုးကြည့်လိုက်တော့မီးလောင်မှုဖြစ်တဲ့အချိန်မှာကပ္ပတိန်နဲ့ဘရွန်စကီတို့ပြေးလာပြီး မိငိမ့်မှုလှုပ်တော့မှဇီနိုမော့ဖ်ဥတွေကအကောင်ပေါက်ကုန်ပြီးတော့ဖေးဆက်ကားတွေထွက်လာတာကိုမြင်လိုက်ရပါတယ်ပြီးတော့ဖေးဆက်ကားတွေကသူတို့နှစ်ယောက်စလုံးရဲ့မျက်နှာတွေကိုပြေးကပ်လိုက်ကြတာဖြစ်ပါတယ်မော်လကတော့ CCTV တွေကိုထပ်ထပ်ပြန်စစ်နေပြီးအဲဒီမှာလူမသိသူမသိလှုပ်ရှားနေလူတယောက်ကိုကင်မရာထဲမှာမြင်လိုက်ရပါတော့တယ်တပတ်မှစဗာရီကတော့ Cryo Town တဲကိုရောက်နေတဲ့သူချစ်ချစ် Bronski ကိုလာပြီးတော့ကြည့်နေခဲ့ပါတယ်မော်လကလည်းစဗာရီနဲ့ Bronski တို့ Moscow ဒူးနေရာတွေကို CCTV တွေထဲမှာပြန်ပြီးတော့ကြည့်နေပါတယ် ဓမ္မမာဆမ်ယွယ်နဲ့သူလက်ထောက်မေလာခိုင်ဆွဲကောင်လေးတို့ကလည်းရင်ကိုပြန်လှည့်ပြီးတော့ပြင်ဆင်ဖို့လုပ်နေကြပါတယ်။အဲဒီမှာပဲမော်ရိုးရောက်လာပြီးတော့ရင်မမာတဏျာကနေတဏျာကိုခိုးသွားလို့ရတဲ့လမ်းကြောင်းတွေရှိတယ်မလား။ငါရင်ရဲ့တိဆောက်ဝင်ပုံချမ်းကိုကြည့်ကျင်တယ်လို့ပြောလိုက်တော့ဆမ်ယွယ်ကနေပေါင်းတယောက်ကရင်ကိုတမိမီးချိုတာလားလို့မေးလိုက်ပါတယ်။မော်ရိုးကဆမ်ယွယ်တို့ကိုမင်းတို့နှစ်ယောက်လုံးဒီကိစ္စကိုဘယ်သူမှပြောလို့မရအောင်တော့ဒါစုံစမ်းစစ်ဆေးနေတော့ချိန်ပဲလို့သတိပေးလိုက်ပါတယ်။ပြီးတော့မော်ရိုးကသူ့လက်ထောက်ကလန်ကိုလည်းတိဆက်ပေါင်းရှိနေအကြောင်းပြောပြလိုက်ပြီးကလန်ကိုတနတ်တက်လက်ပေးလိုက်ပါတယ်။ ဇဗာရီကတော့ဌာနချုပ်ကိုဆက်သွယ်ပြီးတော့ကပတိန်တည်ဆုံးသွားတဲ့အကြောင်းနဲ့ရင်မမာဖြစ်နေတဲ့အကြောင်းတွေပြောပြလိုက်တော့ဌာနချုပ်ကရင်မောကဂျိုသားမျိုးစိတ်တွေကပထမဦးစားပေးပဲလို့ပြန်ပြောတာကိုမြင်လိုက်ရပါတယ်။ဇဗာရီကတော့သူ့ဘယ်ဘဲတေကန်ကြီးဖြစ်နေအောင်ဖမ်းမလို့ပဲအကောင့်တွေကိုသွားစိတ်ဝင်စားနေဌာနချုပ်ကိုတင်းနေတာပါ။မော်လုံကတော့ကဘာမြေမှာကြံနေခဲ့တဲ့သူသမီးလေးရဲ့ဓာတ်ပုံလေးကိုထုတ်ကြည့်ပြီးတော့သူသမီးနဲ့သူအတူတူရှိခဲ့တဲ့ချိန်တွေကိုပြန်လည်ပြီးတော့တရိယာနေပါတယ်။တပတ်မှာဒေါက်တာရာဟင်းကလည်းကပတိန်ရဲ့အလောင်းကိုအာကာသာရဲစွန့်ပစ်နေတာကိုမြင်တွေ့ရပါတယ်။ အဲ့တော့မော်ရိုတို့တွေဘာဆက်လုပ်ရမလဲဆိုတာတိုင်းမနေကြပြီဆမ်ရယ်ကငါတို့နောက်ကျောဓာတ်နဲ့ထိုးသွားတဲ့ကောင်ဘလို့ဆိုင်တီအောင်လုပ်ရမလဲသိနေတယ်အခုငါတို့မှလောင်စား၈၀၀ခန်းလုံးထိကျသွားပြီ၂၄နာရီတွင်လောင်စားပြတ်တော့မှာငါတို့ရဲ့လမ်းကြောင်းပြားစနစ်ကလည်းပြတ်သွားတော့ဌာနချုပ်ပြန်အောင်မှမဟုတ်တော့ရင်းကကဘာပေါ်ဥတီသွားနေပြီမယ်ကြာကျင်တဲ့နေရာကိုကျသွားတော့မှာလို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲ cryo ပြုံထိန်းချုပ်ကန်ဖောက်ထွင်းမှုဖြစ်ပေါ်ရတယ်ဆိုရက်ချက်ပီးတံပေါ်လာပြီးသူတို့ကလုံးပြေးကြည့်လိုက်တော့ bronze key ကိုထည့်ထားတဲ့ cryo တောင်းက အပေါင်ကြီးတခုပြက်ပြီးတော့ပျက်စီးနေပြီးတော့သွေးတွေလည်းပေးချန်နေတာကိုမြင်လိုက်ရပါတယ်။ရိုင်းကဒီကောင်လေးကိုအေးခဲထားလို့မရတာဖြစ်မယ်။ဒီကောင်လေးကအေးဆက်နေအာကသဟင်းလင်းပြေမှာရှင်တန်နေတဲ့ကောင်လေးလေးငါတို့နဲ့ဇီဝစနစ်ကမတူဘူးလို့ပြောလိုက်ပါတယ်။မော်တို့ကဘလို့ဖြစ်သွားလဲရေးမကြည့်တော့ဘူး။မျိုးစိတ်ကသူ့သားလောင်းကိုဘရွန်စကေးကိုထဲမှာချသွားပဲ။အခုဒီကောင်အကောင်ပေါက်ပြီးတော့ရေထဲမှာရှောက်သွားနေပြီလို့ပြောလိုက်တော့ဇပါရီကလန့်ပြီးတော့နေပေါင်းအဲ့ကောင်ကဘယ်လောက်ထိကြီးလာနိုင်တာလဲလို့မေးလိုက်ပါတယ်။အဲ့တော့မော်တို့လည်းလွတ်သွားတဲ့ဂျိုးသားကောင်ကိုဖမ်းဖို့တော့တနတ်တွေပြင်ဆင်နေပြီး ဇဗာရီကငါတို့ဒီကောင်ကြီးကိုပြစ်လိုက်ရင်သွေးထွက်လာမှာအဲ့ကထွက်လာတဲ့ acid တွေရင်တစ်ခုလုံးကိုတိုက်စားပြီးတော့ငါတို့ကုန်လုံးသေကုန်လိမ့်မယ်လို့သတိပေးလိုက်ပါလေမော်တို့ကဒါလီယက်စီရှော့တနတ်မသေးနိုင်ဘူးငါတို့ဖမ်းမယ်ဖမ်းမှာမတတ်ဘူးလို့ပြောလိုက်ပြီးတော့ဇဗာရီကိုတနတ်တက်လက်ပေးလိုက်ပါလေဒါမှမဟုတ်ជីဘူးဆိုတယောက်ကတော့ဖမ်းပြုံနဲ့ကသွေးဆုပ်တဲ့ဂျိုသားကောင်လေးတွေကိုကြွက်သေးတွေကျွေးပြီးတော့စမ်းတက်တာတွေကိုလုံနေပါလေသူအဲ့လိုလုံနေအောင်နောက်ထပ်ဖမ်းပြုံတစ်ခုတည်းကမျက်လုံးကောင်ကလည်းတောက်ဆောင်စောင့်ကြည့်နေတာကိုမြင်ရပါတယ် အဲ့ဒီမှာပဲသွေးဆုပ်တဲ့မျော့လိုလိုဂျိုးသားကောင်ကဖမ်းပြုံးပိတ်ထားတာကိုသူ့အသူဖွင့်ပြီးအပြင်ကိုထွက်လာပါလေဂျီဘူးဆိုကတော့အဲ့ဒါကိုမသိသေးဘဲနဲ့မျက်လုံးကောင်ထဲ့ထားတယ်ဖမ်းပြုံးကိုယူပြီးတော့လော်ကာထဲပြန်ထည့်ဖို့လုပ်နေပါလေအဲ့ဒီမှာမျော့ကောင်ကစပွဲပေါ်မှာတင်ထားခဲ့တဲ့ဂျီဘူးဆိုရဲ့ရေဘူးတဲကိုသူ့ရဲ့သားလောင်းပေါက်လေးတွေအန်ချလိုက်ပါတော့တယ်ပြီးတော့ဂျီဘူးဆိုရဲ့ပေါင်မုံကြားထဲဝင်နေတော့မှဒေါက်တာရိုင်းဝင်လာပြီးတော့မျော့ကောင်ပြင်ထွက်နေရကိုမြင်သွားပါလေအားနဲ့မျော့ကောင်ဖမ်းပြီးတော့ဖမ်းပြုံးနဲ့ပြန်ထည့်ပြီးအဖုံးသေးချပိတ်လိုက်ပါလေ ီးတော့ Ryan ကဘရွန်စကီထေသွားတဲ့ကြောင်းနဲ့အကုန်လုံးကိုအစည်းအဝေးခေါ်ထားတောင်းပြောတဲ့အတွက်ချီပူဆိုလဲလိုက်လာပါလေဒါမဲ့သူတို့မသိတာမျက်လုံးကောင်ထဲ့ထားတဲ့လော်ကာကလောမကြပဲပွင့်နေရဲဆိုတာပါပဲချီပူဆိုတို့ထွက်သွားတဲ့မျက်လုံးကောင်ကသူ့ကိုပိတ်ထားတဲ့ဖန်ပြုံဖွင့်ပြီးတော့ထွက်ပြေးဖို့ကြိုးစားနေပြီဖန်ပြုံလဲအောက်ကိုပြုတ်ကျသွားပါတော့လေအိုင်မာရင်ဖန်ပြုံကြီးကွဲသွားပြီးတော့မျက်လုံးကြိုသားကောင်လဲလွတ်ထွက်သွားတော့တာပါဒါမှမဟုတ်စဗာရီကတော့ဇီဝေကန်ထဲမှာအကုန်လုံးဘရွန်စကီရဲ့ကိုယ်ထဲကနေအကောင်ပေါက်ပြီးတော့ထွက်သွားတာဇီနိုမော့ဖြစ်ကြောင်းနဲ့ ဇီလုံမော်တွေကကြီးထွားတာအရန်ကိုမြန်အောင်ပြောပြလိုက်ပါတယ်ပြီးတော့ရေမော်မှာလောင်စာမလုံလောက်တော့တဲ့အကြောင်းနဲ့တင်းစပေါက်တယောက်ရှိနေတဲ့အကြောင်းလဲပြောပြလိုက်တော့အကုန်လုံးအံ့ဩသွားပါတော့တယ်ဇဗာရီကရေမော်မှာရေးပေါ်အချင်းကြီးကြီးညာထားတယ်တောင်ဝင်ထဲမဆိုင်တဲ့လှုပ်ရှားမှုတွေရက်ဆိုင်တာလို့မိန့်ထုတ်လိုက်ပြီးအဲဒီမှာပဲမေလာခိုက်ကဂျီဘူးဇိုရဲ့ရေဘူးတွေကရေတွေကိုကောက်မော့လိုက်ပါတော့တယ်အဲဒီမှာဂျိုသားအင်းဆက်သားလောင်းတွေရှိနေဆိုတာကိုတော့ဘယ်သူမှမသိပါဘူးအကောင်လုံးကစူညာစူညာလုံးနေတော့မော်တို့ကတင်းပြီးတော့လူနောက်တေးသွားပြီမင်းတို့တွေကတယောက်ကရင်ုံဖြာစီဖို့လုံနေတယ်။အ တာဝန်ရှိရင်လှုံရှားမှုအားလုံးတနအိုင်တွင်းမှာငားလက်ထဲလိုခြင်းနဲ့တာဝန်ချင်းမပါသေးတဲ့သူတွေအခုစချင်းအင်တာဗျူးမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့အခုကစပြီးတော့နှစ်ယောက်ဒရဲစီပဲလှုံရှားရမယ်။ဇဗာရီငားနဲ့ကလန်ကတနက်ကင်ထားမယ်လို့ကြေညာလိုက်ပါတယ်။ဂျီဘူးဇိုကတော့သူ့ရေဘူးကိုမေလာကယူတော့သွားတဲ့အတွက်အဲ့ဒီရေကိုထပ်မတော့တော့ပဲထားလိုက်ပါတယ်။ဂျီဘူးဇိုကကန်ကောင်းသွားတာပါ။အဲ့ဒီရေကိုတောင်းမိတဲ့မေလာခိုင်ဆွဲကောင်လေးကတော့ဘာဆက်ဖြစ်မလဲမသိရသေးပါဘူး။တပတ်မှမော်ရုကတော့ထိန်းချုပ်ကမ်းမီးလောင်မှုဖြစ်တဲ့နေ့ကဘသူရီဘာရီလုံးနေကြလဲဆိုတော့တယောက်ချင်းခေါ်ပြီးတော့စစ်စေးမင်းမြန်နေပါတယ်။ မော်ရိုကအရင်ဆုံးဒေါက်တာရာဟင်းကိုစစ်ဆေးနေပြီးတော့ရာဟင်းပုံစံကမတင်ကားစရာတိတ်မရှိတဲ့အတွက်မော်ရိုလည်းရာဟင်းကိုပြန်လွှတ်လိုက်ပါတယ်။ဒါမှမဟုတ်အဖိုးကြီးဆမ်ပီယံနဲ့မေလာခိုက်တို့ကတော့သူတို့တောင်ဝန်တိုင်းရင်ကိုပြုတ်ပင်ဖို့လုံနေကြပြီးတော့မေလာခိုက်ကဆမ်ရယ်ကိုခမရအိမ်ပြန်ရောက်ရင်ဘာလုပ်မှာလဲမိမအောင်လက်ဆောင်ကောင်းလေးဝယ်ပေးမှာလားလို့မေးတော့ဆမ်ရယ်ကကောင်းလေးငါထွက်လာတော့ငါမိမအသက်32နှစ်ငါအိမ်ပြန်ရောက်ရင်သူကအဖွားကြီးဖြစ်နေလောက်ပြီလို့ပြောလိုက်ပါတယ်။ဒီရင်ဘောကမေရှင်က65မိနစ်ထိကြာခဲ့ပြီးတော့ကုမ္ပဏီကငါတို့ပတ်စံပေးထားတာလုံးဝမဟုတ် မင်းဘွားရဲ့65နှစ်တာအချိန်တော်ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီမှာပဲမေလာခိုက်ကနေလို့မကောင်းစားဖြစ်လာပြီးတော့ကျွန်တော်စားတာများသွားပြီထင်တယ်ဗျာရင်ထဲမှာမကောင်းဖြစ်နေလို့ပြောလိုက်ပါတယ်ပြီးတော့ဆမ်မြွေကသူ့ကိုကွာပေးဖို့တောင်းတဲ့အတွက်မေလာခိုက်ကကွာထားယူပေးဖို့လုပ်မှာပဲသူ့ပါဇက်ထဲကနေရုတ်တရက်သွေးတွေအန်ကြလာပါတော့တယ်ပြီးတော့မေလာခိုက်ကပြစ်လဲသွားပြီးတော့အဖိုးကြီးဆမ်မြွေလည်းလမ်းဖြန်သွားပါတော့တယ်တမမစဘာရီနဲ့ជីပူဆိုတို့ကတော့ဂျိုသားမျိုးစိတ်တွေထိမ့်သိမ်းထားတဲ့ခန်းထဲကိုပြန်လာကြပြီးတော့အဲ့ဒီမှာတင်ဖန်ပြုံတို့ကကြာကွဲနေအောင်မြင်လိုက်ရပြီး မျက်လုံးကောင်လွတ်သွားပြီဆိုတော့သိလိုက်တော့ချီပူစိုးတို့လည်းလမ်းဖြန့်ကုန်ကြပါတော့တယ်။အာနယ်သူတို့ကအခန်းထဲကနေအ мян ထွက်လာပြီးတော့တကားကိုအလုံးပိတ်ခဲလိုက်ပါလိမ့်။အဲဒီမှာပဲစပါတီတို့ကိုဇမ်ရယ်ကကုသဂန်းထဲကိုအ мян လာဖို့လမ်းခွန်နေပါလိမ့်။မော်တို့ကတော့တန်ဆွဲကရုံးထပ်ဆစ်ဆေးနေပြီးမင်းညာဘက်ဆိုရှောက်သွားပြီးတော့ cryo drought ရဲ့အိတ်နဲ့ကောင်းပါလေးကိုမဟုတ်တာတွေသွားလုံနေမှာလား။မင်းလေဝင်ပေါက်ကနေရှောက်သွားနေတာ။ရင်ုံမီးချိုးတော့လည်းအဲ့လေဝင်ပေါက်ကပဲသွားတာလားလို့မေးလိုက်ပါလိမ့်။တန်ကမင်းလွဲနေပြီ။မင်းရှိမာတွေကိုမင်းမမြင်နိုင်တာ။ကွန်ပျူတာက cryo ပြုံးနေပြည့်နေပြီဆိုတာနဲ့ပဲ။ တစ်ချိန်လုံးပြည့်နေလို့မဆိုးလို့ဘူးလေတယောက်ယောက်နိုးနေတာပဲသဘောပေါက်ပြီလားလို့ပြောလိုက်ပါတော့တယ်အားနဲ့မော်တော်ကခရိုင်တော်ထဲမှာအိတ်နဲ့လူတွေရဲ့ CCTV တွေကိုသွားစစ်ကြည့်နေပြီအဲ့ဒီမှာနေပက်ထရိုဖစ်ဆိုလူတယောက်ကဘာဘကလူတွေနဲ့ဆက်သွယ်ပြီးတော့စကားပြောထားတဲ့မှတ်တမ်းဗီဒီယိုဖိုင်ကိုမြင်လိုက်ရပါတော့တယ်ပက်ထရိုဖစ်နဲ့စကားပြောနေရကတော့တခြားသူမဟုတ်ပဲဘွိုင်းကေဗလီယာပဲဖြစ်ပါတယ်တကယ်တော့မော်တော်ရဲ့မက်ကီနိုရင်ပြတ်ကြတာမတော်ဆမှုမဟုတ်ပဲကေဗလီယာရဲ့အကြံပဲဖြစ်နေခဲ့တာပါကေဗလီယာကဒီအမေမှာပါတဲ့ဂျိုသားမျိုးစိတ်တွေကိုလိုချင်တာကြောင့် ရေမော်ကဘက်ထရိုဖစ်ဆိုတဲ့လူကိုစီယုံပြီးတော့တစ္ဆာဖောက်ခိုင်းလိုက်တာပါ။မိုက်ကီနော့ရေယုံသူ့မျိုးတဲ့ပြက်ကြောင်လောက်ခိုင်းလိုက်တာဖြစ်ပြီးတော့အဲ့ဒါမှဂျိုသားမျိုးစိတ်တွေကိုသူကသိမ်းနိုင်မှာဖြစ်ပါတယ်။ဘက်ထရိုဖစ်ကကယ်ဗလီယာခိုင်းတဲ့အတိုင်းလုံရင်ကယ်ဗလီယာရဲ့ Protective Company ကလုံနေတဲ့ဝင်ဒီတို့လိုမသေးဆုံးနိုင်တဲ့ Synthetic ခန္ဓာကိုယ်မျိုးရမယ်လို့မလုံးပေးခံထားရတာပဲဖြစ်ပါတယ်။မော်ရိုလက်ဒီအကြောင်းကိုသိသွားတဲ့အခါမှာတော့ဒေါသထွက်ပြီးတော့တစ္ဆာပေါက်ဘက်ထရိုဖစ်ကိုလိုက်ရှာဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ဘက်ထရိုဖစ်က Cryo Down ထဲမှာမရှိတော့ပဲလစ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီမှာပဲကုသဆောင်မှာအန်တယ်ရှိနေလို့ချက်ပေးတန်ထွက်လာတော့မော်ရိုလည်းကုသဆောင်လိုက်လာပါလေကုသဆောင်ပြင်ဘက်မှာဇဗာရီနဲ့ဆမ်မြူရယ်ကိုစောင့်နေကြပြီးမော်ရိုကပက်ထရိုဗစ်ကတစ်စပောက်ပဲဆိုတာကိုဇဗာရီကိုပြောပြလိုက်ပါလေဆမ်မြူရယ်ကတော့အဲ့ကိစ္စကိုစိတ်ဝင်စားပဲသူတပည့်ကောင်လေးမဲလာခိုက်သတိပြန်ရမလားသေးတဲ့အတွက်စိတ်မကောင်းဖြစ်နေပါလေကုသခန်းထဲမှာတော့ဒေါက်တာရိုင်းနဲ့ချီပူโซကမဲလာခိုက်ကိုကုသပေးဖို့လုပ်နေပါလေရိုင်းတို့ကမဲလာခိုက်ကိုစကန်ဖတ်ကြည့်နေပြီးတော့မဲလာခိုက်ကိုယ်ထဲကသွေးတွေဆုံးဆုံးနေတယ်ဘာတောင်လဲဆိုတာမသိရသေးဘူးလို့ပြောပြပါလေပြီးတော့ရိုင်းက ငါတို့တို့ခွဲစိတ်မရမယ်လို့ပြောလိုက်တော့မော်တို့ကနေုံသူတို့ခုကူးဆက်နေရောငါတို့တို့ခရိုင်ပြုံနဲ့ထဲထားပဲကောင်းမယ်နော်လို့သတိပေးလိုက်ပါတယ်ဒါမဲ့ဇဗာရီယာလက်မခံဘဲနဲ့ခရိုင်ပြုံနဲ့မှဆိုသူသေသွားလိမ့်မယ်ခွဲစိတ်တော့လှုပ်လိုက်ပါလို့မိန်ပေးလိုက်ပါတော့တယ်အဲဒီမှာတန်ကလည်းမော်တို့ထားခဲ့တဲ့အတိုင်းပဲစစ်စစ်တဲ့ခန်းထဲမှာထိုင်နေရဖြစ်ပြီးတော့အဲ့ဒီအချိန်မှာပဲသူကောင်းမော်ကိုချွဲချီချီရေတွေကြလာပါတော့တယ်အဲ့ဒီရေတွေကဇီနိုမော်ဖ်ကြီးရဲ့သရေတွေဖြစ်ပြီးတော့တန်လည်းဘော်ကွန်ဘောကြီးလိုက်တော့ဇီနိုမော်ဖ်ကြီးကိုမြင်လိုက်ရပြီးကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်ပါတော့တယ် ရိုင်းနိုကတော့မေလာခါရဲ့ခွဲစိတ်ကြီးတော့မေလာခါရဲ့အစာပြုံထဲမှာဂျဘိုးလိုကောင်းလေးရောက်နေရကိုမြင်လိုက်ရပါတော့တယ်။ရိုင်းကဂျဘိုးတကောင်ကိုဖယ်ကြည့်လိုက်မယ်လို့ပြောတော့မော်ရိုကမလုံနဲ့လို့တားလိုက်ပြီးငါတို့မေလာခါရှိနေကူးတာကန်ကိုအလုံးပိတ်ချပြစ်မှရမယ်လို့ဇဗာရီကိုပြောလိုက်ပါတယ်။ဇဗာရီကဘာလို့မှမသိဖြစ်နေပြီးတော့မော်ရိုကဇဗာရီကိုမင်းဥဆောင်နေတာဆိုဥဆောင်လေမှန်ကန်တဲ့ဆုံးဖြတ်ချက်ချလိလို့ပြောလိုက်ပါတယ်။ဇမ်မြော်ကတော့သူ့တပည့်ကိုစိတ်ပူနေအောင်မော်ရိုကိုမင်းဝင်မပါနဲ့ဒါကပတင်ရဲ့ဆုံးဖြတ်ချက်ပဲလို့ပြောလိုက်ပြီးဇဗာရီကိုကောင်လေးကကလေးပဲရှိသေးတာနော်ငါတို့သူ့ကိုကယ်ရမယ်လို့ပြောလိုက်ပါတယ်။ ။အဲ့ဒါနဲ့စပါရီလည်းမလာခိုက်ကိုရဲအကောင်တွေကိုဖယ်ထုတ်ခွင့်ပေးလိုက်ပါတော့တယ်။ရိုင်းလည်းအကောင်တကောင်ညနေဆွဲထုတ်လိုက်တဲ့အချိန်မှာတော့အထက်ကနေအစိမ့်ငွေတွေထွက်လာပြီးဒေါက်တာရိုင်းရောချီဘူးဆိုပါချက်ချင်းပစ်လဲပြီးတော့ဒေအဆုံးသွားပါတော့တယ်။စပါရီတို့လည်းလမ်းကုန်ဖြန့်ကုန်ပြီးတော့ချက်ချင်းကူးသားကန်းကိုအလုပ်ပေးချလိုက်တော့တာပါ။ရိုင်းတို့ကတော့မျက်လုံးတွေပါးစပ်တွေတွေကနဲ့သွေးတွေကျပြီးတော့တေဆုံးနေပြီအကောင်တွေကလည်းမေလာခိုက်ရဲ့ကိုယ်ထဲကနေထွက်လာတာကိုမြင်လိုက်ရပါတယ်အဲဒီအချိန်မှာပဲကလန်လည်းပြေးလာပြီးတော့တန်တေသွားပြီအကောင်ကြီးကောင်သူ့ကိုတတ်သွားတာလို့သတင်းလာပေးပါတယ် မော်တော်ကစပါးရီကိုဒီရင်ကိုခုငါထိန်းချုပ်လိုက်ပြီမဖယ်တော့ပြီးတော့ငါအောင်ထိန်းချုပ်ခန်းထဲမှာအလုံးပိတ်နေဖို့လိုပြီးလို့ပြောလိုက်ပါတော့တယ်အဲ့တော့မော်တော်နဲ့ကလန်တို့တနတ်တွေကိုင်ပြီးတော့ထွက်လာကြပြီးစပါးရီကတော့သူ့လူတွေသူများစီရှိတဲ့တေဆုံသွားကြတော့ထိတ်လန့်တုန်လှုပ်နေပါလေဆမ်ရယ်ကစပါးရီကိုအစီမေးသွားမှာပါလို့အားပေးလိုက်ပြီးရင်ကိုပြင်ဖို့ဂျန်နီယာရီဆက်ပြင်ဖို့တော့ထွက်လာပါလေမော်တော်ကတော့ဇီနိုမော့ဖ်နဲ့ပက်ထရိုဗစ်ကိုလိုက်ရှာနေတော့မှာပက်ထရိုဗစ်ကရုတ်တရက်ပေါ်လာပြီးတော့သူတို့ကိုတနတ်နဲ့ပြစ်ပါတော့တယ်မော်တော်တို့လည်းပြန်ပြစ်နေကြပြီးတော့ပက်ထရိုဗစ်ပြစ်လိုက်တဲ့ကြီးတောင်းကကလန်ရဲ့ပခုံးကိုသွားမှန်ပါတော့တယ် အားနဲ့မော်တို့လည်းဘေးမှာရှိတဲ့အခန်းထဲကိုကလန့်ကိုတွဲပြီးတော့ခေါ်ထဲလာပါလေ။အဲ့ခန်းကတော့မျက်လုံးကောင်လွတ်သွားတဲ့အခန်းပဲဖြစ်နေတာပါ။သူတို့နောက်ကနေပက်ထရိုဗစ်ကလည်းလိုက်လာပြီးတော့တနန်းနဲ့ထပ်ပစ်လိုက်တဲ့အတွက်ကလန့်ရဲ့ခေါင်းကိုမှန်ပြီးကလန့်လည်းသေဆုံးသွားပါတော့တယ်။မော်လည်းပက်ထရိုဗစ်ကိုတနန်းနဲ့ပြန်ပစ်လိုက်တော့ကြီးကရှက်ပြီးတော့ပက်ထရိုဗစ်ကိုမှန်သွားပါလေ။ပြီးတော့မော်တို့ကခန်းထဲကနေထွက်လာပြီးပက်ထရိုဗစ်ကိုလိုက်ရှာတော့ပက်ထရိုဗစ်ကိုအပြင်မှာမြင်လိုက်ပြီးသူ့လက်ကဓားနဲ့သစ်စပေါက်ပက်ထရိုဗစ်ကိုထိုးထားလိုက်ပါတော့တယ်။ပက်ထရိုဗစ်ကတော့မသေးခင်မှာမင်းရလို့မရတော့ဘူး။ သူတို့မကောင်းဆိုးရတွေကိုရတော့မှာလို့မော်ရိုကိုပြောသွားပါတယ်။တမမတော့မျက်လုံးကောင်းလဲမော်ရိုတို့တွေတကားဖွင့်လိုက်တဲ့အတွက်လွတ်ထွက်သွားပြီးတော့အခန်းထဲမှာကြံခဲ့တဲ့မျော့လိုကောင်းတွေကတော့သွေးဆုပ်ဖို့အတွက်ကလန့်ရဲ့အလောင်းစီကိုပြီးသွားတာကိုမြင်တွေ့ရပါတယ်။ဇမားရီတယောက်ကတော့ရာဟင်းတို့တည်ဆုံသွားတဲ့ကုသကန်ရှိမှပဲမတ်တက်ရပြီးတော့ကြောင်တောင်တောင်ဖြစ်နေပါတယ်။ဒါမဲ့ကြာကြာတော့မကြောင်တောင်တောင်နိုင်ပါဘူး။သူနောက်ကနေဇီလိုမော်ကြီးပေါ်လာတာကိုမှန်တဲ့ကနေတဆင့်မြင်လိုက်ရလို့ပါ။ဇမားရီလည်းလမ်းဖြန်ပြီးတော့အနောက်ကိုလှည့်ကြည့်လိုက်ပြီးသူခါကြတနတ်ကိုထုတ်ဖို့လုံနေပါတယ်။ အမရီစီနိုမောင်ကြီးကဇဗာရီရဲ့ခြေောက်ကိုအမိနဲ့ဖျက်ရလိုက်တဲ့အတွက်ဇဗာရီလည်းပြည့်လဲသွားပါတော့တယ်။အဲ့နောက်မှာဇဗာရီလည်းအများထွက်ပြေးလာပြီးတော့စီနိုမောင်ကြီးကတော့သူ့နောက်ကနေဒဲဂျီမဲဂျီကိုလိုက်လာနေတာပါ။ဇဗာရီကရင်ရဲ့ထိန်းချုပ်ခန်းတစ်ခုထဲကိုဆင်းလာပြီးတော့တကားကိုအသေးပိတ်ဖို့လုပ်နေပါလေ။အဲ့ခန်းထဲမှာအဘိုးကြီးဆမ်ယူလ်လည်းရှိနေပြီမဲ့။ဆမ်ယူလ်ကမလုံမဆက်ကြီးမတ်တက်ရက်နေပါလေ။ဇဗာရီကတော့ဆမ်ယူလ်ဘာဖြစ်နေလဲဆိုတော့မသိသေးပဲတကားကိုအသေးပိတ်ဖို့လုပ်နေတော့မှ။အဲ့ချိန်မှာပဲဆမ်ယူလ်ကသူ့ဘက်ကိုလှည့်လာပြီးတော့ဆမ်ယူလ်မျက်လုံးတစ်ဖက်ကလှုပ်နေတာကိုမြင်လိုက်ရပါလေ။ ဇမ်ရကမျက်လုံးကောင်လက်ချက်နဲ့တိမ်ဆုံးသွားပြီဖြစ်ပြီးတော့မျက်လုံးကောင်ဆမ်ရွဲခန္ဓာကိုယ်ထိန်းချုပ်နေပြီပဲဖြစ်ပါတယ်။အဲဒီအချိန်မှာဇီရိုမော်ကြီးကလည်းတကားဖွင့်လို့မရတဲ့အတွက်ပြန်လှည့်ထွက်သွားပြီးတော့မော်ရိုကအိုက်ရှိတ်ကိုရောက်လာပါတယ်။မော်ရိုကတကားကိုဖွင့်ပြီးတော့အထဲကိုဝင်လိုက်တော့ဇဝါရီကလဲကျနေပြီဆမ်ရွဲကိုလည်းမြင်လိုက်ရပါတယ်။မော်ရိုကဆမ်ရွဲတယောက်ပုံမှန်မဟုတ်ဘူးဆိုတာရိပ်မိသွားပြီးဇဝါရီကိုနှိုးလိုက်ပြီးတော့ဆမ်ရွဲကိုတန်းတန်းနဲ့ချိန်ထားလိုက်ပါတယ်။အဲဒီအချိန်မှာပဲဆမ်ရွဲကပါဇက်ကနေဂျိုသားတန်တစ်ခုလှုပ်လိုက်တော့ဇီရိုမော်ကြီးကပြန်ရောက်လာပါတော့တယ်။ မော်ရိုလဲဆမ်ယူရယ်ကိုလျှာစစ်တပ်နဲ့ပြစ်ပြီးတော့ထွက်ပြေးသွားပြီးအခိုင်အမာတော့မျက်လုံးကောင်ဝင်ပူးထားတဲ့ဆမ်ယူရယ်နဲ့ဇီနိုဘော့ကြီးတို့ကဂျိုသားချင်းချင်းချနေကြပါတော့တယ်ဇဗာရီကလည်းသတိပြန်လာပြီးတော့ထွက်ပြေးဖို့လုပ်နေပါတယ်ဆမ်ယူရယ်ကဇီနိုဘော့ကြီးကိုတတ်ခွပြီးတော့တိုက်ခိုက်ဖို့လုပ်နေပြီးဇီနိုဘော့ကြီးကဆမ်ယူရယ်နောက်ကျောကိုသူ့အမိနဲ့ထိုးပြီးတော့တတ်လိုက်ပါတော့တယ်ဇဗာရီလည်းခန်းထဲကနေထွက်ပြေးသွားပြီးတော့မျက်လုံးကောင်ကလည်းဆမ်ယူရယ်ခန္ဓာကိုယ်ထဲကနေထွက်ပြီးတော့ထွက်ပြေးသွားပါတယ်အဲဒီမှာမော်ရိုကတော့ရင်းရဲ့ပေမထိန်ချုပ်ခန်းထဲကိုရောက်နေပါပြီ။ ဇဘာရီကတကားဝါကိုရောက်လာပြီးတော့မော်ရိုငါ့ဝင်ဝင်ပေးပါလို့ပြောပေမဲ့မော်ရိုကဇဘာရီကိုဝင်မခံတော့ပဲတကားကိုအသေးပိတ်လိုက်ပါတော့တယ်ဇဘာရီကတော့ပြင်ပါတယောက်တည်းကြံခဲ့ပြီးတော့မကြခင်ပါပဲဇီနိုဘောင်ကြီးသူစီရောက်လာပြီးတော့ဇဘာရီကိုရဲရဲဆက်ဆက်နဲ့တဖျက်ပစ်လိုက်ပါတော့တယ်မော်ရိုကတော့ဌာနချုပ်ကိုရေမော်ကဝန်ထမ်းတွေကုန်သေးပြီးသူတာဝန်တိုင်းမျိုးစိတ်တွေတော့ကဘာပေါ်အပါခေါ်လာခဲ့မယ်လို့သတင်းပေးပြီးတော့အလုံးပိတ်ခမ်းနဲ့ဝင်နေလိုက်ပါတော့တယ်နောက်တစ်ခါမှတော့မော်ရိုတယောက်ဝေလန်ယူတန်နီကော်ပိုရေးရှင်းရဲ့ခေါင်းဆောင်ယူတန်နီနဲ့လာတွေ့တာကိုမြင်ရပါတယ် ယူဒန်နီကမင်းပြန်လာတာကိုဝမ်းသာပါတယ်တခြားရှင်ကြံတဲ့လူမရှိဘူးလားလို့မေးနေပါတယ်ဘော်တို့ကရေပင်ပေါ်မရောက်ခင်အကုန်သေကုန်ပါပြီဒါမဲ့ရင်ဘော်ကမျိုးစိတ်တွေကုန်ရှင်တန်နေသေးပါတယ်လို့ပြောလိုက်ပါတယ်ပြီးတော့မော်တို့ကခမရဲ့ဘွားမေးစစ်ယူဒန်နီကကျွန်တော်ပေါ်ကျေးဇူးရှိမျိုးစိတ်တွေကိုခေါ်လာပေးမယ်လို့သူ့ကိုကျွန်တော်ဂရီပေးထားတယ်ပြီးတော့ကျွန်တော်ကယ်ဗလီယာဆွဲကောင်တတ်မယ်လို့ပြောလိုက်ပါတယ်ယူဒန်နီကတော့သူ့လူတွေကိုမော်တို့ဘာလို့ရှင်ရင်ပေးလိုက်လို့ပြောပြီးတော့ပြန်ထွက်သွားပါတော့တယ်မော်တို့ကကယ်ဗလီယာကိုတတ်ပြီးတော့ဂျိုသားမျိုးစိတ်တွေကိုပြန်ရယူမေရှင် စတင်တော့မှာပဲဖြစ်ပါလေ။ဟုတ်ကဲ့ပါဒီနေ့အတွက်ကတော့ဒီလောက်ပါပဲဒီနေ့မှာတော့ Alien at ကမ္ဘာဖြတ်မဲ့တခြားသောအကဂျိုသားရီအပိုင်းငါတိစပေးကြတာဖြစ်ပါတယ်။နောက်လိုက်မှာနောက်ပိုင်းနေဆက်ပြီးတော့လာပါအောင်မယ်ခင်ဗျ။ဒါတော့မလို့ channel subscribe လုပ်ဗီနာကိုခေါင်းလောက်နှိပ်ပြီးတော့လဲ ဒီစကားပြေနောက်ထပ်အမိုက်ဆော့ရီကတ်တွေလည်းစောင့်ကြည့်မိတာဖို့တိုက်တွန်းရင်းနဲ့ဒီနေ့မှာအစားဆုံးလိုက်ပါကြည့်အားပေးရတဲ့အတွက်ဘော်ရအားလုံးကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ